မင်္ဂလာပါခင်ဗျာကျွန်တော်ကဒီသင်ခန်းစာလေးမှာဆိုရင်တော့ Microsoft Word နဲ့ Excel တို့မှာကျွန်တော်တို့စာရွက်စိုက်လေးတွေရွေးချယ်တဲ့အခါမှာကိုလိုချင်တဲ့စာရွက်စိုက်တွေက မတွေ့ရဘဲနဲ့စာရွက်စိုက်လေးတွေအဆုံးအလင်းမတွေ့ရတာကိုကျွန်တော်တို့အားလုံးကြုံဘူးလောက်မယ်လို့ထင်ပါတယ်အခုလိုမျိုးလေးတွေကျွန်တော်တို့ကိုကစာရွက်လေးတွေကိုရွေးချယ်တဲ့အခါမှာစာရွက်စိုက်အဆုံးအလင်းမတွေ့ရတဲ့အတွက်ဒီရဲ့ error ကိုဘယ်လိုမျိုးပြန်လည်ပြီးတော့ဖြေရှင်းရမလဲဆိုပြီးတော့မေးလာတဲ့သင်တန်းသားလေးတွေလည်း ျွန်တော်ခဏခဏတွေ့ရပါတယ်ဒီတော့အခုလိုမျိုးကိုယ့်ရဲ့ Microsoft Office software တွေမှာအခုလိုမျိုးစာရွက် site တွေရွေးချယ်လို့စာရွက် site လေးတွေအစုံအလင်မတွေ့ရဘူးဆိုရင်တော့ကျွန်တော်အခုပြပေးမယ့်နီလန်းလေးတွေအတိုင်းလိုက်ပြီးတော့မှပြုလုပ်ပေးလို့ရပါတယ်ဒါလေးတွေကိုလက်တွေ့ပြပေးဖို့ရာအတွက် Microsoft Word software လေးတစ်ချက်လောက်ဖွင့်လိုက်ပါမယ် Microsoft Word software ဖွင့်လာပြီဆိုရင်တော့ပုံမှန်အတိုင်းပဲ blank document ဆိုတဲ့အထည်ကိုဝင်လိုက်ပါမယ် ဒီတော့နမူနာအနေနဲ့ကျွန်တော်တို့လက်ရှိ DS ဆာရွက်က A4 ဆာရွက်လား legal လား letter လားကျွန်တော်တို့မသိရသေးတဲ့အတွက်ဆာရွက် site လေးတွေပြောင်းလဲကျင်တာဖြစ်တဲ့အတွက်လေးရောက်ဆိုတဲ့တက်သေးကိုဝင်ပေးရပါတယ် site ဆိုတဲ့နေရာလေးမှာဝင်လိုက်လို့ဆိုရင်ကျွန်တော်တို့ပုံမှန်အတိုင်းဆိုရင်တော့ဆာရွက် site တွေကအများကြီးပဲရှိနေရမယ်အခုဒီမှာတော့ကျွန်တော်တို့က letter နဲ့ A4 နှစ်ခုပဲတွေ့ရပါတယ်ဒါကြောင့်ကျွန်တော်တို့က DS နေရာလေးမှာမတွေ့ရတဲ့အတွက် mo paper site ဆိုတဲ့ထဲကိုဝင်နေတယ် ပေပါဆိုင်ဆိုတဲ့နေရာလေးမှာဝင်ကြည့်လိုက်လို့ဝင်ကြည့်လိုက်တဲ့အခါမှာဆိုရင်လည်းလက်တာရဲ့ A4 ဆိုင်ရဲ့ကျွန်တော်တို့နှစ်ခုပဲတွေ့ရပါတယ်ဒီတော့အခုလိုမျိုးကိုယ့်ရဲ့ကွန်ပျူတာမှာကိုယ့်ရဲ့ Microsoft Word Software ထဲမှာစာရွက်ဆိုင်တွေရွေးချယ်လို့စာရွက်လေးတွေကကျွန်တော်တို့အစုံအလင်းမတွေ့ရဘူးဆိုရင်တော့ဘာကြောင့်ဖြစ်တတ်လဲဆိုရင်တော့ကျွန်တော်တို့ printer driver တွေကြောင့်ကျွန်တော်တို့ဖြစ်တတ်ပါတယ်တခါတလေမှာကိုယ့်ရဲ့ Microsoft Word Software နဲ့ချိန် print ထုတ်တဲ့အခါမှာချိန်ထားတဲ့ကျွန်တော်တို့ printer driver တွေက ကျွန်တော်တို့လွဲနေတဲ့အခါမျိုးမှာဆိုရင်သူဟာစာရွက်စိုက်လေးတွေပါကျွန်တော်တို့ပျောက်နေတတ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကအခုလိုမျိုးစာရွက်စိုက်တွေကြည့်လို့စာရွက်စိုက်လေးတွေကအဆုံမတွေ့ရဘူးဆိုရင်တော့ keyboard ကနေပြီးတော့မှ control နဲ့ p နဲ့ကိုနှိပ်လို့ရတယ်။ဒါမှမဟုတ်ကျွန်တော်တို့ file နဲ့နေပြီးတော့ print ဆိုတဲ့ tag ကိုဝင်ပြီးတော့ကြည့်လို့ရပါတယ်။ file နဲ့ကနေပြီးတော့ print ဆိုတဲ့ tag ကိုဝင်လိုက်တာနဲ့တပြိုင်တည်း print ထုတ်လို့ရတဲ့ setting print setting နေရာလေးကိုရောက်လာပါလိမ့်မယ်။ဒီရဲ့နေရာလေးမှာ printer ဆိုတဲ့နေရာလေးမှာ one note for window down ready ဆိုပြီးတော့မှသူကပေါ်နေပါတယ်ကျွန်တော်တို့ဒီရက်နေရာလေးမှာ one note ဆိုတာလေးမထားဘဲနဲ့ကိုယ့်ရှိမှာရှိနေတဲ့ printer set နာမည်ဒါမှမဟုတ်ကျွန်တော်တို့ microsoft print to pdf ဆိုတာလေးကိုရွေးထားကြည့်လိုက်ပါမယ်ဒါဆိုရင်အခုဒီမှာတော့ကျွန်တော် amazon printer လေးကိုတစ်ချက်လောက်ရွေးထားကြည့်မယ်ရွေးပြီးသွားပြီဆိုရင်တော့ back လေးပြန်ထွက်လိုက်မယ် site ကိုကျွန်တော်တို့ကပြန်ပြီးတော့နှိပ်ကြည့်လိုက်တဲ့အခါမှာဆိုရင်တော့ဟောဒီအချိန်နေမှာတော့ကျွန်တော်တို့စာရွက် site လေးတွေက အများကြီးကျွန်တော်တို့ပြန်ပြီးတော့ပေါ်လာတာကိုတွေ့ရပါတယ်။ဒါဆိုရင်ကျွန်တော်တို့ကွန်ပျူတာမှာလက်ရှိဖြစ်ပျက်နေတဲ့စာရွက် site တွေအစုံမပေါ်ဘဲနဲ့ပျောက်နေတာလေးဟာ printer driver ကြောင့်ဖြစ်တယ်ဆိုတာလေးကိုတော့ကျွန်တော်တို့သိရှိနားလည်သွားပြီ။ဒီတော့ဒီရဲ့အခြေအနေလေးမှာတော့ကျွန်တော်တို့ကစာရွက် site လေးတွေအစုံပြန်ပေါ်လာတာကိုတွေ့ရတယ်။ဒါပေမဲ့ကျွန်တော်တို့က DS software ကိုကျွန်တော်တို့ပိတ်လိုက်တယ်။ပြန်ပြီးတော့မှဖွင့်လိုက်တဲ့အခါမျိုးမှာစာရွက် site လေးတွေအကုန်တွေ့ရသေးလားဆိုတာလေးကိုတစ်ချက်လောက်ပြန်ပြီးတော့စစ်ကြည့်လိုက်ပါမယ်။ ဘလန်ဒေါကူမန့်ဆိုတဲ့ထဲကိုကျွန်တော်တို့ဝင်မယ်။လေးယောက်ထဲကိုဝင်တယ်။ site ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ကြည့်လိုက်လို့ဆိုရင်အစောနာလိုမျိုးစာရွက် site တွေအစောအလင်းမတွေ့ရတော့တာကိုပြန်ပြီးတော့တွေ့ရတယ်။ဒါဆိုရင်ကျွန်တော်တို့က DF printer setting ကို Microsoft software တစ်ခါဖွင့်နိုင်ဖွင့်နိုင်မှာ print setting မှာကျွန်တော်တို့သွားပြီးတော့ပြင်နေရတဲ့အတွက်ကျွန်တော်တို့အတွက်အဆင်မပြေဘူး။ဒါကြောင့်အခုလိုမျိုးကျွန်တော်တို့က default အနေနဲ့စာရွက် site တွေအားလုံးကျွန်တော်တို့ကစုံစုံလင်လင်နဲ့ရအောင် printer driver setting တွေကိုကျွန်တော်တို့က default ချိန်ထားခဲ့ပေးဖို့လိုပါတယ်။ဒါကြောင့်ကျွန်တော်တို့က default ချိန်ချင်တာဖြစ်တဲ့အတွက်အခုလောလောဆယ်မချိန်ခင်မှာကျွန်တော်တို့ Microsoft Word မှာတော့ server side အစော်လည်းမတွေ့ရတာကိုကျွန်တော်တို့တွေ့ရတယ်။ဒါဆို Excel မှာကောကျွန်တော်တို့တွေ့လားတစ်ချက်လောက်စဉ်းကြည့်မယ်။ Excel software လေးတစ်ချက်လောက်ဖွင့်ကြည့်ပါမယ်။ Excel software ပွက်လာပြီဆိုရင်တော့ blank washboard ဆိုတဲ့အထည်ကိုကျွန်တော်တို့ဝင်မယ်။ အဲဆဲထဲမှာစာရွက်ဆိုင်လေးတွေပြောင်းလဲကျင်တာဖြစ်တဲ့အတွက်ပိတ်လျောက်ဆိုတဲ့အထဲကိုကျွန်တော်တို့ဝင်ပေးရပါတယ် size ဆိုတဲ့အထဲကိုကျွန်တော်တို့ဝင်လိုက်ရင်အဲဆဲထဲမှာလည်းကျွန်တော်တို့ letter နဲ့ A4 ပဲကျွန်တော်တို့နှစ်ခုပဲတွေ့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့သိကြတဲ့ Microsoft Word မှာရောအဲဆဲမှာရောစာရွက်ဆိုင်လေးတွေအစုံအလင်းမဖြစ်နေတာကိုကျွန်တော်တို့တွေ့ရတယ်ဒီတော့ကျွန်တော်တို့က setting နဲ့ဝင်ပြီးတော့စာရွက်ဆိုင်လေးတွေစုံစုံလင်လင်နဲ့ရအောင် printer driver setting တွေကို default ချိန်ထားခဲ့ပေးရမှာဖြစ်တဲ့အတွက် ကွန်ပျူတာရဲ့ setting တွေရှိတဲ့အခန်းထဲကိုဝင်ပေးလိုက်ပါမယ်။ဒါကြောင့်ကျွန်တော်တို့ search bar နဲ့ပြီးတော့မှ setting ဆိုပြီးတော့မှရိုက်ထည့်ပြီးတော့လည်းဝင်လို့ရတယ်။ဒီလိုမျိုးကျွန်တော်တို့က setting ဆိုပြီးတော့ရိုက်ထည့်ပြီးတော့မဝင်ချင်ဘူးဆိုရင်လည်း keyboard shortcut နဲ့ window key နဲ့ i နဲ့ကိုကျွန်တော်တို့တစ်ချက်နှိပ်ပြီးတော့ကွန်ပျူတာရဲ့ setting တွေရှိတဲ့အခန်းထဲကိုအလွယ်တကူကျွန်တော်တို့ဝင်လိုက်လို့ရပါတယ်။ဒီကနေရာလေးရောက်လာပြီဆိုရင်တော့ကျွန်တော်တို့ printer driver တွေရှိတဲ့နေရာလေးကိုကျွန်တော်တို့သွားမှာဖြစ်တဲ့အတွက် device ဆိုတဲ့အထဲကိုကျွန်တော်တို့ဝင်ပေးပါမယ်။ ကျွန်တော်တို့ device ဆိုတဲ့အထက်ကိုဝင်လိုက်တာနဲ့တပြိုင်တည်းဒီနေရာလေးကိုရောက်လာပါလိမ့်မယ်ကျွန်တော်တို့ဒီဘဘေးလေးမှာရှိနေတဲ့ printer and scanner ဆိုတဲ့အထက်ကိုကျွန်တော်တို့ဆက်ပြီးတော့ဝင်လိုက်ပါမယ်ဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီနေရာမှာ default ဝင်နေတာက OneNote for Windows 10ဆိုတာကြီးရဲ့ default ဝင်နေပါတယ်ဒါကြောင့်ကျွန်တော်တို့ Microsoft Word နဲ့ Excel တို့မှာစာရွက် site တွေစုံစုံလင်းလင်းမတွေ့ရတဲ့အတွက်သူ့ကိုကျွန်တော်တို့က default မထားဘဲနဲ့ကိုယ့်ရှိမှာရှိနေတဲ့ printer ဒါမှမဟုတ်ကိုယ့်ရဲ့ရုံးမှာကျွန်တော်တို့ကိုယ့်ရဲ့ computer နဲ့ ချိတ်ဆက်ထားခဲ့တဲ့ printer တွေရှိတယ်ဆိုရင်အဲ့ဒီ printer set လေးကိုကျွန်တော်တို့ကရွေးပေးရမှာဖြစ်ပါတယ်တကယ်လို့ကိုယ့်ရဲ့ computer ကလုံးဝကျွန်တော်တို့က print တစ်ခါမှမထုတ်ဘူးဘူး printer number တွေလည်းကျွန်တော်တို့မရှိနေသေးဘူးဆိုရင်တော့ Microsoft Print to PDF ဆိုတာလေးကိုကျွန်တော်တို့ထားပေးထားလို့ရပါတယ်အခုလက်ရှိတော့ကျွန်တော်ရှိမှာက Epson printer N3339 CD printer လေးရှိတဲ့အတွက်ဒီရဲ့ printer လေးကိုကျွန်တော်တို့ default အနေနဲ့ထားချင်တာဖြစ်တဲ့အတွက်သူ့ကိုဆက်လက်လေးပေးလိုက်ပါမယ် ဆက်လက်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ open ဆိုတာလေးကိုတစ်ချက်တော့နှိပ်လိုက်ပါမယ်။အခုဒီထက်ကနေပြီးတော့မှ open ဆိုတာလေးကိုနှိပ်တဲ့အခါမှာဒီလိုပုံစံလေးပေါ်နေတာဖြစ်တဲ့အတွက်ကလို့နဲ့ပြန်ပိတ်မယ်။ပြီးရင်တော့ကျွန်တော်တို့ manage ဆိုတဲ့ထဲကိုဆက်ပြီးတော့ဝင်လိုက်ပါမယ်။ manage လေးကိုကျွန်တော်တို့ဝင်ပြီးသွားပြီဆိုရင်တော့ဒီမှာကျွန်တော်တို့က set at default ဆိုတာလေးကျွန်တော်တို့တွေ့ရပါတယ်။ set default ဆိုတာလေးကိုကျွန်တော်တို့ကကလစ်တစ်ချက်နှိပ်ပြီးတော့မှ default ထားခဲ့ရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ဒီမှာ set default ဆိုတာလေးနှိပ်လိုက်ပါတယ်။ ပြီးရင်တော့ဘတ်ပြန်ထွက်လိုက်ပါမယ်ဘတ်ထွက်လိုက်တဲ့အချိန်မှာအစောနောက်ကကျွန်တော်တို့ OneNote for Windows 10ဆိုတဲ့နေရာမှာ default ဖြစ်နေတယ်အခုကျွန်တော်တို့ကဒီမှာ Epson printer ကို default ထားထားခဲ့တာဖြစ်တဲ့အတွက် Epson printer လေးကျွန်တော်တို့ဝင်နေပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ကကလုတ်နဲ့ပိတ်ပြီးတော့မှ setting နဲ့နေပြီးတော့ထွက်ခဲ့လိုက်မယ် Microsoft software ထဲမှာပုံမှန်အတိုင်းစာရွက် site တွေစုံစုံလင်လင်တွေ့ရပြီလားဆိုတာလေးသိရအောင်ကျွန်တော်တို့တစ်ချက်စစ်ကြည့်လိုက်ပါမယ် Microsoft software လေးဖွင့်တယ်ပြီးရင်တော့ကျွန်တော်တို့ပုံမှန်အတိုင်းပဲ plan document ဆိုတဲ့ထဲကိုကျွန်တော်တို့ဆက်ပြီးတော့ဝင်လိုက်ပါမယ်ဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကစာရွက်စိုက်လေးတွေပြုပြင်ပြောင်းလဲလိုတာဖြစ်တဲ့အတွက်ကျွန်တော်တို့၄ရောက်ဆိုတဲ့ထဲကိုဆက်ပြီးတော့ဝင်လိုက်ပါမယ်၄ရောက်ဆိုတဲ့ထဲကိုဝင်ပြီးသွားပြီဆိုရင်တော့ size ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ကြည့်လို့ဆိုရင်အစောနားလိုကျွန်တော်တို့ letter နဲ့ a4 တစ်ခုပဲမဟုတ်တော့ဘဲနဲ့စာရွက်စိုက်လေးတွေကျွန်တော်တို့ဒီမှာ4 size စာရွက်စိုက်တွေ ပြီးရင်တော့57တွေပေါ့နော်ဒါတွေအကုန်လုံးကျွန်တော်တို့စောစောလေးလေးနဲ့ပြန်ပြီးတော့တွေ့ရတာကိုတွေ့ရပါတယ်။ဒါဆိုကျွန်တော်တို့အားလုံးနားလည်မယ်လို့ထင်တယ်။ဒီတော့ကျွန်တော်တို့ Microsoft Word Software ထဲမှာတော့ default အနေနဲ့စာရွက်စာလေးတွေစုံလာတာတော့ကျွန်တော်တို့မှန်သွားပြီ။ Excel ထဲမှာတော့ကျွန်တော်တို့မှန်လားတစ်ချက်လောက်စိတ်ကြည့်ပါမယ်။ဒါကြောင့်ကျွန်တော်တို့ Excel Software လေးတစ်ချက်လောက်ဖွင့်မယ်။ Excel software ဖွင့်လာပြီဆိုရင်เนาะပုံမှန်အတိုင်းကျွန်တော်တို့ blank washboard ဆိုတဲ့ထဲကိုဝင်မယ်။ စာရွက်ဆိုင်လေးတွေတည်ချင်တာဖြစ်တဲ့အတွက်ပိလျောက်ဆိုတဲ့အထဲကိုကျွန်တော်တို့ဝင်လိုက်ပါမယ်။ site ဆိုတဲ့အထဲကိုကျွန်တော်တို့ဝင်ကြည့်လိုက်တဲ့အခါမှာအစောနာကလိုမျိုးကျွန်တော်တို့ letter နဲ့ a4 နှစ်ခုပဲမဟုတ်တော့ဘဲနဲ့စာရွက်ဆိုင်လေးတွေကကျွန်တော်တို့ Microsoft Word မှာပေါ့ Excel မှာပေါ့အားလုံးကျွန်တော်တို့ဆက်စုံလင်းလင်းနဲ့ပြန်ပြီးတော့တွေ့ရတာကိုတွေ့ရပါတယ်။ဒါဆိုအားလုံးနားလည်မယ်လို့ထင်ပါတယ်။ကိုယ့်ရဲ့ကွန်ပျူတာမှာ Microsoft Word တို့ Excel တို့မှာစာရွက်ဆိုင်လေးတွေဆော့ဆော့လင်းလင်းမတွေ့ရအောင်ဆိုရင်တော့အခုကျွန်တော်ပြပေးတဲ့နီလန်လေးတွေတိုင်လိုက်ပြီးတော့မှပြုလုပ်လို့ရပါတယ်။ အကယ်၍ကိုကိုတိုင်းပြုလုပ်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်။ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်။အခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းနာလိုက်ပါမယ်။အားလုံးအဆင်ပြေကြပါစေခင်ဗျာ။